မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 4ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update စကမ်းသိန်းတိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ဘေးလင်းမြို့နယ်မဲပလီစစ်တပ်စကမ်းသိန်းတိုက်ပွဲမှာခမာယ405ကဒုတက်ရဲမှုဗိုလ်မှူးခန့်နိုင်ဗိုလ်ကြီးဇော်မင်းအပါအဝင်စစ်သားအယောက်40တေဆုံးသွားပြီးတော့ဒုတိယဗိုလ်မှူးကြီးတင့်လွယ်ဦးနဲ့ဒုတိယဗိုလ်မှူးကြီးစိုင်းတူရာအပါအဝင်အယောက်20ဦးဟာထွက်ပြေးလွတ်မြောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် February 1ရက်နေ့မနက်7:00နာရီအချိန်မှာဘေးလင်းမြို့နယ်မဲပလီ ဆက်တဲ့စခန်းကို KNLA ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။တလတာတိုက်ခိုက်ပြီးတဲ့နောက်စခန်းကိုသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့ခမရ405ကဒုတက်ရဲမှုဗိုလ်မှူးခန့်နိုင်ဗိုလ်ကြီးဆောင်မင်းဒုတက်ချက်လှမျိုးနိုင်တပ်သားအားကတပ်သားကျော်မြင့်တက်ချက်ကိုတပ်ဒုတက်ချက်ကျော်ကျော်တပ်သားတန်းဆုံအောင်တပ်သားစောအေတို့သူတပ်သားဇော်ပိုင်တပ်သားကျော်မင်းဦးတက်ချက်တန်းမိုး ခွဲတက်ချက်ကြီးလှထေးတက်ချက်ကြီးကြောခိုင်အပါဝင်စစ်သားအယောက်40ခန့်သိမ်းဆုံးခဲ့တယ်လို့သိရပါတယ်တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မဲပလီဘျူဟာတပ်စခန်းကစကခခ၈ဒုဗိုလ်မှူးကြီးတင့်လွင်ဦးခမရ405တပ်ရင်းမှူးဒုဗိုလ်မှူးကြီးဆိုင်းသူရထေးအပါဝင်အယောက်20ဦးဟာလည်းစခန်းကနေပြီးတော့ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာစကခခ၈က စေဦးစီးတတိယရန် G3 ဘိုကြီးတော်တာအပါဝင်စစ်တုံးပန်း28ဦးကိုဖမ်းဆီးရမိခဲ့ပြီးတော့ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့သိရပါတယ်။ထွက်ပြေးလွမြောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီမဲပလီဗျူဟာမှုနဲ့အဖွဲ့ကိုတော်လိုင်းတပ်များကလိုက်လံချေမှုန်းလျက်ရှိတယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်29စစ်ဗျူဟာတပ်ရင်းများကဒုရီယာစစ်ကြောင်းဒမင်ရွှေတိစစ်ကြောင်းတပ်ဖွဲ့ဝင်များတပ်မဟာဒရုန်းအဖွဲ့ငကဖြူစစ်ကြောင်း တောင်ကျိုးစစ်ကြောင်းအပါအဝင် KNL, PDF, BBL, FFD drone အဖွဲ့နဲ့တော်လိုင်းပူးပေါင်းအဖွဲ့များကစစ်ကောင်စီရဲ့မဲပလီဗျူဟာစခန်းကုန်းကိုတလာတွဲမှာအောင်မြင်စွာအပိတ်တတ်ခတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ကဗျူဟာမူးနဲ့တိုက်ရဲမှုတို့ဟာပြည်သူများကိုဖိနှိပ်ရိုက်တက်တပ်ဖြတ်ခဲ့သူများဖြစ်တယ်လို့သိရပါတယ်။2024ခုနှစ်အောက်တိုဘာလ17ရက်နေ့မှာလဲခမရ405ကတိုက်ရဲမှုဒုဗုံမှုကြီးစိုင်းသူရထေဘိုးကြီးကန်းထိုးဟောင်း ဒုတက်ချက်နေမျိုးတတ်သားတန်းဆူအောင်တို့ကအရသေးစားတောက်စားမူးရရန်ကားပြီးတော့မဲပလီရွာသားအမျိုးသမီးတအုပ်အပါအဝင်ရှစ်ဦးကိုအကြောင်းမဲ့အပြင်းထန်ရိုက်နှက်ပြီးတော့မဲပလီဘျူဟာတဲကိုခေါ်ဆောင်သွားပြီး ်ဘျူဟာဓမ္မယုံမှာစေကုသပေးခြင်းမရှိဘဲနဲ့ဒီတိုင်းကိုပြစ်ထားခဲ့တယ်လို့သိရပါတယ်ဒုတိယဘုံမူကြီးစိုင်းသူရထေးရဲ့ရိုင်းနှံမှုကြောင့်မဲပလီရွာသားကိုစိန်ဝင်းဟာ2024ခုနှစ်အောက်တိုဘာလ12ရက်နေ့မှာတင်ဆောင်သွားခဲ့ရတယ်လို့သိရပါတယ်ဒုဘုံမူကြီးစိုင်းသူရထေးကမဲပလီရွာကအမျိုးသမီး2ဦးကိုလည်းချင်းချောက်ပြီးတော့အတင်းအဓမ္မပြုကျင့်မှုတွေလည်းရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်တညောင်တိုက်နယ်ဇေးအတွင်းမှာဒူရဲကိုလက်လက်ဆိုးခေါ်ဝမ်မာကစက်ကြီးဝင်ကောက်နေတဲ့အချိန်ပြစ်ခတ်ရှင်းလင်းအောင်ပွဲချင်းပြီးတည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဖေဖော်ဝါရီလ၄ရက်နေ့မနက်7:23မိနစ်ကဆလင်းမြို့နယ်တညောင်တိုက်နယ်ရဲစခန်းကဒူရဲအုပ်လက်လက်ဆိုးခေါ်ဝမ်မာဟာတညောင်ဇေးထဲမှာပတ်စံလိုက်ကောက်နေတဲ့အချိန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆလင်းက လက်ကင်းရဲဘော်များကတွေ့ရှိခဲ့ပြီးတော့ပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါဗျ။သူကဈေးထဲမှာစက်ကြီးကောင်းနေတော့လက်ကင်းရဲဘော်တွေကတွေ့ပြီးတော့ရှင်းခဲ့တာပါ။ပြစ်ခတ်ရှင်းလင်းပြီးတဲ့အခါ တန်ချောင်ခွဲယုံရှိရဲဈေးနာဝင်းကျင်နေမှာရောအဆက်မပြတ်ဂန်းတွေဖောက်တယ်ဂန်းတွေဖောက်ပြီးတော့လမ်းပိုင်းတွေကိုခဏပိတ်ထားတယ်အခုတော့ပြန်ဖွင့်ပေးလိုက်ပါပြီရဲဘော်တွေအားလုံးကတော့ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့စလင်းမြွနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်တေဆုံးသူဒူရဲအုပ်လက်လက်ဆုတ်ခေါ်ဝမအပါဝင်ရဲများအားလုံးကိုအလင်းဝင်ရောက်ကြရန်၃ချိန်တိတိဆက်သွယ်အကြောင်းကြားခဲ့တော့လဲအလင်းဝင်ရောက်လာခြင်းမပြုတဲ့အပြင်ပြည်သူများအပေါ်မှာချင်းချောက်ငွေကြေးတောင်းခံမှုနဲ့ ်စစ်ရာဇဝဲမှုများကိုကျူးလွန်ခဲ့ကြောင်းအတိအကျသတင်းရထားတဲ့အတွက်ပြစ်ခတ်ရှင်းလင်းမှုတွေပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။အဲ့ဒီစစ်ရေးကိုစလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ဇုံတုံးရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့လက်တလုံးမှာတညောင်ရဲစခန်းနဲ့တညောင်မျိုးလာလျက်စစ်ဓာအပေးယုံကစစ်သားများကတနံများကိုပြစ်ဖောက်ကာ တညောင်းလမ်းမိုင်းများကိုပိတ်ထားတယ်လို့သိရပါတယ်။အလားတူပဲမကွေးတိုင်း6မြို့နယ်အမှတ်15နယ်မြေတိုးချဲ့ရက်ကွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်တပ်ထောက်တိုင်တင်လခေါ်ဒေါင်းတင်ကိုပြစ်ခတ်ရှင်းလင်းခဲ့ရာမိငါမာတင်ပွဲချင်းပြီးတေဆုံသွားကြောင်း6 Gorilla Force CGF တာဝန်ခံကိုပိုင်ကပြောဆိုထားပါတယ်။မနေ့ကဖေဖော်ဝါရီလ3ရက်နေ့နေ့လယ်ပိုင်းက6မြို့နယ်အမှတ်15နယ်မြေတိုးချဲ့ရက်ကွက်မှာနေထိုင်တဲ့အကြမ်းဖက်စစ်တပ်ထောက်တိုင် တင်လာခေါ်ဒေါင်းတင်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကဝင်ရောက်ဖမ်းဆီးပြီးတော့မြို့ပြင်ကိုခေါ်ထုတ်ပြီးတော့ပြစ်ခတ်ရှင်းလင်းခဲ့ရာတေဆုံးသွားတယ်လို့သိရပါတယ်။မြို့ရန်အထီကိုဝင်ဖမ်းခဲ့တာစစ်ခွဲတွေမသိလိုက်ဘူး။တူလာမဲဆိုတာသတင်းကြိုရလို့လူပြတ်တဲ့လမ်းကနေစောင့်ပြီးတော့ကိုခေါ်ထုတ်လာခဲ့တာ မှတ်ပုံတင်တစ်ခုနဲ့ဖုန်းတစ်လုံးတော့တင်စီရမိခဲ့တယ်မြို့ပြင်တနေရာမှာခေါ်ထုတ်ပြီးရှင်းခဲ့တာဆိုတော့အလောင်းလဲလာမကောက်တော့ပါဘူးဆိုပြီးကောင်းကောင်းမွန်မွန်နဲ့မြင်းမြုပ်တကြိုပေးခဲ့ပါတယ်လို့6 Gorilla Force CGF တောင်းငန်ကိုပိုင်ကပြောဆိုထားပါတယ်တင်ဆောင်သူတင်လာခေါ်ဒေါင်းတင်ဟာအကြမ်းမဆက်တဲ့ရပေါ်တာဆွဲအတင်းအတော့မှစစ်မှုထမ်းစေခိုင်းတဲ့ကိစ္စရက်များကိုဥဆောင်ပြီးတော့လှုပ်ဆောင်ပေးနေသူဖြစ်တဲ့အပြင်2023ခုနှစ်ကလည်း UG တပ်ဖွဲ့ဝင်များကိုလိုက်လံစုံစမ်းကအကြမ်းမဆက်တဲ့ထမ်းကိုတိုင်ကြားပြီးတော့ဖမ်းဆီးခိုင်းမှုများလည်းရှိတဲ့အတွက် ပြည်သူအကျိုးစီးပွားကိုနှောက်ယှက်ဖျက်ဆီးနေသူစစ်ရေးပြမတ်အဖြစ်နဲ့တမတ်ကမျိုးရင်းအထိကိုဝင်ရောက်ဖမ်းဆီးခဲ့ပြီးတော့ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်းအသိပေးထားပါရယ်အခုလိုမျိုးပြစ်ခတ်ရှင်းလင်းမှုကို6 Guerrilla Force CGF နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်ပသိမ်မုံရွာလမ်းပေါ်မှာရှိတဲ့မဲဆက်လီဆယ်တော်စစ်စေးရေးဂိတ်ကိုနှစ်ချိန်ဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်သား9ဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ10ရက်နေ့မနက်6:24မိနစ်ကပွင့်ဖြူမြို့နယ်ပသိမ်မုံရွာလမ်းပေါ်မှာရှိတဲ့မဲဆက်လီဆယ်တော်စစ်စေးရေးဂိတ်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခတ်ရာမနက်9:54မိနစ်အထိကြာမြင့်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့ဘန်ကာ3လုံးအထိဖြိုချနိုင်ခဲ့ပြီးတော့အကြမ်းဖက်စစ်သား9ဦးသေ ဆုံးပြီးတအုပ်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာမဲဆယ်လီစခန်းမှာရှိတဲ့စစ်တပ်စခန်းကလက်နက်ကြီးပစ်ကူပါရာမော်တာအင်ဂျင်တက်၄ထီးများနဲ့လေကြောင်းကနေတဆင့်၅ချိန်ထက်မနည်းပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တဲ့အတွက်စခန်းကိုတင်ပိုင်နိုင်ခြင်းမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။စခန်းကတော့မသိမ်းနိုင်ခဲ့ဘူး။မဲဆယ်လီစခန်းကနေလက်နက်ကြီးပစ်ကူတွေရောလေကြောင်းကနေပါရာမော်တာ၄ထီးပစ်ကူတွေလာလို့ပြန်ဆုတ်ခဲ့ရတာ ပြီးတော့ကြောက်ကုန်းကြီးပြူစောတိရွာပွင့်ဖြူမြို့နယ်ဝါတက်နယ်ဆလင်းဘက်ကနေပြီးတော့စစ်ကူတွေလာတယ်အခုတော့အင်အားတွေထပ်ဖြည့်ထားတယ်ပွင့်ဖြူမြို့အနီးတဝိုက်မှာစစ်ရဲအရှိန်ဟုန်မြင့်တက်နေတဲ့အနေအထားဖြစ်လို့မိဘပြည်သူတွေအနေနဲ့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုပြင်ဆင်ထားကြဖို့မြစ်တာရက်ခံကြပါတယ်လို့ရင်းနေသားကော်လွန်ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အလားတူပဲ ပြီးခဲ့တဲ့နိုဗ ెంబ ာလ28ရက်နေ့ကလည်းမဲဆက်လီဆဲတော်တရားဂိတ်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဘက်ကဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား2ဦးတေဆုံးပြီးလက်နက်ငယ်တလက်နဲ့စစ်သုံးဆောင်ပစ္စည်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမကွေးတိုင်းပကဖရဲ့ရွေလျားစစ်ကြောင်းယူနတာကော်လမ်မင်းမှုခရိုင်အမှတ်ခွန်တိုက်ရင်ပြည်သူ့ကာကွယ်အဖွဲ့ပွင့်ဖြူမြို့နယ်နဲ့မင်းမှုခရိုင်ပကဖ drone လက်ရုံးအဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲမကွေးတိုင်းမင်းမှုခရိုင်ဆက်လင်းမြို့နယ်လင်းစင်းတိုက် ိုက်နေရဲစခန်းကို ဝင်းအောင်စီးနေတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာအကြမ်းဖက်စစ်သားအများပြားတေဆုံးပြီးစခန်းကိုမိရှုဖျက်ဆီးနိုင်ခဲ့ကြောင်းမင်းမှုခရိုင်အမှတ်တဲတိုင်ရင်ကတာဝန်ရှိသူကရှင်းပြထားပါတယ်မနေ့ကဖေဖော်ဝါရီလ3ရက်နေ့မနက်6နာရီကနေပြီးတော့အကြမ်းဖက်စစ်တပ်အထိုင်းချတပ်ဆွဲထားတဲ့ဆလင်းမြို့နယ်လင်းစင်းတိုက်နယ်ရဲစခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲတနာရီမိနစ်90ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်သားအများပြားထိခိုက်တေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်ဒါ့အပြင်အကြမ်းဖက်စစ်သားတချို့ဟာစခန်းကိုဆုတ်ခွာထွက်ပြေးသွားတာတွေလည်းရှိတယ်လို့သိရပါတယ် စခန်းထဲကဝင်တဲ့အိမ်ယာကိုတော့မီးရှို့နိုင်ခဲ့ပါတယ်စခန်းထဲကိုရောက်တော့ရောက်ခဲ့တယ်ဘန်ကာတခုကိုပဲမချိုနိုင်ခဲ့တာပါ၅ယောက်ကတော့အပြစ်မှမရှိတော့ဘူးထွက်ပြေးတာလည်းမြင်နေရတယ်60မမကြီးတွေဒီတိုင်းကိုပြစ်ထားခဲ့တာမြင်နေရပြီးတော့မရခဲ့တာဗျာအဓိကကတော့ကိုယ့်ဘက်ကပြစ်စီအားနေခဲ့တာပေါ့ဒီဘန်ကာကိုဖြိုဖို့အတွက်က RPG ဒါမှမဟုတ်ရင် ်ပန်တိန်နဲ့ဖြိုမရမှာပန်တိန်တော့ပါတယ်ပန်တိန်သီးကဝဲရတာနည်းနည်းခတ်တော့နှလုံးမဲပါတာနဲ့အဆင်မပြေဖြစ်သွားတာအဲ့ဒါကြောင့်အချိန်မကြာသင်မဲကြာသွားပြီးတော့စခန်းကိုမသိမ်းနိုင်ခဲ့တာပါစခန်းသိမ်းမယ်ဆိုရင်လက်နက်ကြီးပါမှအဆင်ပြေမှာပါလို့မင်းဝုခင်အမှတ်တဲတိုင်ရင်ကတာဝန်ရှိသူကရှင်းပြထားပါတယ် အချက်ဘတ်စစ်တပ်လက်အောက်ခံရဲစခန်းကို45မိနစ်အကြာအပိသက်သိမ့်ပိုင်နိုင်ရန်ရည်ရွယ်ပြီးတော့ဝင်းအောင်စီးနေတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပွိုင်ကုန်းအထိကိုအရသိမ့်ပိုင်နိုင်ခဲ့တော်လဲစစ်ကောင်စီတပ်သားများကလက်နက်ခဲယမ်းများကိုယူဆောင်ကာရဲစခန်းအတွင်းကိုပြေးဝင်ပြီးတော့ပြန်လည်ခုခံနေတဲ့အတော့လက်နက်ရရှိခဲ့ခြင်းမရှိဘူးလို့ပြောပါတယ်။ဒါအပြင်စစ်တပ်ကလေကြောင်းကနေပြီးတော့ပြစ်ကူပေးပြီးတိုက်ခိုက်နေတဲ့အပြင်ကံပြားစခန်းကနေစစ်ကြောင်းများကလည်းတက်လာတဲ့အတော့စခန်းထဲမှာရှိတဲ့လိုင်းကန်ကိုမိရှို့ကပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။တေးဆုံးထိခိုက်မှုကတော့စုံစမ်းနေသေးပါ သေးဆုံးထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့လင်းစင်းကနေလူနာတင်ကားနှစ်စီးနဲ့တဲသွားပြီးတော့ကပ္ပစ22ကိုမောင်းသွားတယ်သေဆုံးတာတော့ရှိတယ်ပြေးတာတွေလည်းရှိတယ်ဘန်ကာထဲမှာကြံခဲ့တာဆိုလို့အဖိုးကြီးတက်ရောက်ရယ်အလွန်ဆုံးရှိမှ9ယောက်လောက်ပဲလေရင်လည်းမလာတော့ဘူးစစ်ကူလည်းမလာဘူးဆိုရင်တော့အရသိမ့်ပိုင်နိုင်ခဲ့မှာပါ လေရင်ကလာတာကတော့တစ်ခေါက်တည်းပဲဒါပေမဲ့၃ခေါက်ပတ်ပြီးတော့ပြစ်သွားတာလိုင်းကန်းတွေကအဆောက်အုံတွေကတလုံးကိုတော့မီးရှို့ပြီးတော့ပြန်ဆုတ်လာခဲ့တယ်လိုအပ်နေတဲ့လက်နက်သေးတာအပြည့်စုံရှိမယ်ဆိုရင်စခန်းကိုရနိုင်မှာပါဒါကြောင့်မိဘပြည်သူတွေအနေနဲ့ကူညီပေးကြပါအောင်လို့မြစ်တာရက်ခံကြပါတယ်လို့မင်းဘူးခရိုင်အမှတ်တတိုင်ကတာဝန်ရှိသူကပြောပြထားပါတယ်၎င်းတက်ခိုက်မှုကိုမင်းဘူးခရိုင်အမှတ်တတိုင်မင်းဘူးခရိုင်အမှတ်၅တက်ရင်ဘာမောက်အာမီ BA မင်းဘူးခရိုင်လက်ယုံတပ်ဖွဲ့ဒေါင်းစစ်အောင် LBDF ဒေါင်းညီနောင် LBDF SLA LBDF စလင်းပါကဖာနဲ့မကွေးတိုင်း ဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်ဂွမ်းမြို့နယ်တိုင်ကျိုးကျေးရွာမှာမနေ့ကဖေဖော်ဝါရီလ3ရက်နေ့နေ့လယ်ပိုင်းကစစ်ကြံလက်နက်ပစ္စည်းဘုံးသီးပောက်ကွဲပြီးတော့ကလေးအပါအဝင်အရသာပြည်သူ3ဦးသေဆုံးက2ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သေဆုံးသူဟာအသက်9နှစ်အရွယ်ကလေးငယ်ကြားတဦးမတဦးနဲ့လူကြီးပိုင်းတဦးတို့ဟာသေဆုံးသွားပြီးတော့ကောင်းမွန်စွာကြိုပေးလိုက်ပြီးလို့ဂွမ်းမြို့နယ်စစ်ပေးဆောင်ကူညီရေးပူးပေါင်းအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒဏ်ရာရရှိသူ2ဦးကိုစေကူတမှုခံယူနိုင်ရန်အတွက်ဂွမ်းမြို့နယ်စစ်ပေးဆောင်ကူညီရေးပူးပေါင်းအဖွဲ့တောင်းငန်များက ပို့ဆောင်ကူညီခဲ့တယ်လို့ပြောပါတယ်ပြန်ကြားရေးတာဝန်ခံကိုနိုင်လင်းအောင်ကကလင်းငယ်တအုပ်ကတော့အခင်းဖြစ်စင်မှာပဲပွဲချင်းပြီးဆုံးသွားပါတယ် ဘိုက်ပွင့်ပြီးတော့ဆုံးသွားတာပါငါးနှစ်အောင်ကလင်းငယ်တအူးပါကျန်တဲ့ဒဏ်ရာရတဲ့ကလင်းနှစ်ယောက်နဲ့လူကြီးနှစ်ယောက်ကိုတော့ကျွန်တော်တို့တွေလူနာတင်ကားနဲ့ဆေးရုံကိုပို့ဖို့ခေါ်လာတဲ့အခါလမ်းမာတဲ့နှစ်ယောက်စလုံးဆုံးသွားပါတယ်ကျန်တဲ့နှစ်ယောက်ကတော့ဆေးရုံမှာဆေးကုသမှုလက်ရှိကတော့ခံယူနေပါတယ်လို့ပြောဆိုထားပါတယ်မနေ့ကနေ့လေလောက်မှာကလင်းငယ်၃ယောက်ကဘုံသီးကိုစော့ကစားရကနေပြီးတော့ပောက်ကွဲမှုဖြစ်သွားတာပါဘလို့ပြောရမလဲကလင်းငယ်တွေကဘုံသီးကိုစုံထဲမှာထည့်ထောင်းတယ်လို့ပြောရမလားအဲ့ဒီကနေပောက်ကွဲမှုဖြစ်ပြီးတော့မှကလေးတွေနဲ့မိဘတွေရောထိခိုက်သွားကြတာပါလို့၎င်းကရှင်းပြထားပါတယ်ထိခိုက်သေးဆုံးသူမျာ များအတွက်အတုံးစရိတ်များကိုလက်တလုံးမှာဂွမ်းမြုံနယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ရဲ့ဗန်ဒန်ကွေးများတဲ့ကကြခန့်တုံးဆွဲထားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများကိုစိတ်ကူတာပေးရတဲ့တေဆုံးသူရဲ့ကြံရည်သူမိသားစုဝင်များကိုဆက်လက်ပြီးတော့ထောက်ပံ့ကူညီပေးသွားမယ်လို့ကိုနိုင်လင်းအောင်ကပြောဆိုထားပါတယ်။ဂွမ်းမြုံနယ်စစ်ပွဲကာလအတွင်းမှာဆက်လက်ကြံပစ္စည်းများကြောင့်ထိခိုက်တေဆုံးသူ9နှစ်အောက်ကလေးငယ်3ဦး လူကြီးတအုပ်စုစုပေါင်း၄ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ၃ဦးအထိရှိလာပြီဖြစ်တယ်လို့ကွမ်းမြုံနယ်စစ်ပေးဆောင်ကူညီရေးပူးပေါင်းအဖွဲ့ကထုတ်ပြန်ထားပါတယ်။အခုဖော်ပြထားတဲ့ထိခိုက်ဒေဆုံးသူကိန်းကနန်းများဟာကွမ်းမြုံနယ်စစ်ပေးဆောင်ကူညီပူးပေါင်းအဖွဲ့ကကောက်ယူထားတဲ့စစ်တမ်းကိန်းကနန်းများသာဖြစ်ပြီးတော့မြေပြင်နဲ့ကွဲလွဲမှုရှိနိုင်တယ်လို့ပြောဆိုထားပါတယ်။ကွမ်းမြုံနယ်စစ်ပေးဆောင်ကူညီရေးပူးပေါင်းအဖွဲ့ကဝမ်းမြုံနယ်စစ်ပွဲကာလအတွင်းမှာထိခိုက်ဒဏ်ရာရရှိသူများစေကူတောင်းမှုခံယူနိုင်ရန်နဲ့တေဆုံးသူများရဲ့မိသားစုဝင်များကို ထောက်ပံ့ကူညီမှုများကိုပေးအပ်လျက်ရှိတယ်လို့ပြောဆိုထားပါတယ်။စစ်ကြံလက်နက်ပစ္စည်းများရဲ့စောင့်ရန်ရှောင်ရန်နဲ့တိထိုက်တဲ့အကြောင်းအရာများကိုတာဝန်ရှိသူများနဲ့ပူးပေါင်းပြီးတော့အသိပညာပေးဟောပြောမှုများကိုဆောင်ရွက်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကမ်းဘလူမျိုးနယ်မှာအကြမ်းဖက်စစ်တပ်ကကျေးရွာ6ရွာကို drone နဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃ဦးသေဆုံးပြီးတပိတ်မောက်ရွာကိုမိရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ February 3ရက်နေ့မနက်7:00နာရီကမှကမ်းဘလူမျိုးနယ်မှာရှိတဲ့900နဲရွာ၊ဖလန်ချိုင်ရွာ၊တရက်ကောင်းရွာ၊ရင်ခတ်ကုန်းရွာ၊လက်ထုပ်ကုန်းရွာနဲ့ပေကြီးရွာတို့ကိုအကြမ်းဖက်စစ်တပ်က drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုကြောင့်900နဲရွာကပြည်သူ၃ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ပြည်သူများမွေးမြူထားတဲ့နွားနာကောင်ဟာလည်းစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာတေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ကြီးကုန်းရွာကထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20ခန့်ပါတဲ့စစ်ကြောင်းကတပိတ်မောက်ရွာကိုမိရှို့ဖျက်ဆီးခဲ့ရာနေအိမ်38လုံးမိလောင်ပြချခဲ့ရပြီးတော့ဒေသခံပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်း6ဦးမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံရတဲ့ပြည်သူတအူးကစစ်သားများရဲ့တနက်နက်လက်နဲ့ခဲယမ်းများကို ခိုးယူထွက်ပြေးလွတ်မြောက်လာပြီးတဲ့နောက်လက်နက်ခဲယမ်းများကိုလာရောက်အနှံပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လလလောက်ကချောင်းမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်အထိုင်စခန်းတစ်ခုမှာဖမ်းဆီးခြင်းခံထားရတဲ့ပြည်သူတအူးဟာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့ G3 အမျိုးအစားတပ်နက်နှစ်လက်ကြီးပေါက်၄ခုနဲ့ 7.62G အတောင့်တရာတို့ကိုယူဆောင်လာပြီးတော့ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးထွက်ပြေးလွတ်မြောက်လာပြီးတဲ့နောက်လက်နက်ခဲယမ်းများကိုချောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ CHU PDF တပ်ဖွဲ့ထံကိုလာရောက်အနှံခဲ့တယ်လို့သိရပါတယ်။ ူကထွက်ပြေးလွတ်မြောက်လာတာကတော့ကြာပါပြီမနစ်က9လပိုင်း10လပိုင်းလောက်ကပါသူ့ရဲ့သဘောဆန္ဒအရာဘလို့ထွက်ပြေးလာတယ်ဘယ်စခန်းကလည်းသူ့ဘလို့အဖမ်းခံရလဲဆိုတာကိုတော့သူ့ရဲ့လုံခြုံရေးအရာထိမ့်သိမ့်ပေးထားပါလို့မြစ်တာရက်ခံထားတဲ့အတွားချောင်းမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကနေထွက်ပြေးလာတာလို့ပဲပြောပြလို့ရပါတယ်သူ့ရဲ့ဆန္ဒနဲ့သူ့ရဲ့လုံခြုံရေးအရာအခုလိုမျိုးထုတ်ပြန်လိုက်ရတာပါလို့ 6ဦးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ CHU PDF ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။အခုလိုမျိုးတနက်နှက်လက်နဲ့ခဲယမ်းများကိုယူဆောင်လာပြီးတော့ထွက်ပြေးလာနိုင်ခဲ့ပြီးလာရောက်အနှံပေးခဲ့တဲ့သူကို6ဦးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ CHU PDF ကစုငွေကျပ်သိန်း100ချင်းပြင်ပေးကစိုးမိုးထိန်ချုပ်နယ်မြေအတွင်းမှာအေဂျန်လုံးဂျုံစွာထိန်းသိမ်းကူညီဆောင်ရှောက်ပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ